နလင်းဘေးသစ်မြန်မာနိုင်ငံကိုဆေးဘက်ဆိုင်ရာ ကုနီယေအဖွဲ့ဆင်းလုဖို့ဂျပန်စိုးရံကဆုံးဖြတ်လိုက်တယ်လို့သိရပါဗျ။အဖွဲ့ဝင်32ဦးပါအဖွဲ့မှာဆရာဝန်တွေတူနာပြူတွေပါဝင်မှာဖြစ်ပြီး၎င်းတို့ဟာဧပြီ2ရက်မှာတိုကျိုမြို့ကထွက်ခွာမယ်လို့ဂျပန်နိုင်ငံသားဝင်ကြီးအိုင်ဝါယာတပ်ပြေရှိကသတင်းတောင်တွေကိုပြောကြားခဲ့ပါဗျ။ဆေးဘက်ဆိုင်ရာ ကုနီယေအဖွဲ့ဟာမြန်မာနိုင်ငံမှာရောက်ရှိပြီးဖြစ်တဲ့ဂျပန်သုတေသီတွေနဲ့ပူးပေါင်းသွားမယ်လို့သူကဆိုပါတယ်။ ပြီးခဲ့တဲ့တောင်ကြနေ့ကမြန်မာနိုင်ငံအလဲပိုင်းမှာပြင်းအား9တက်သမဖွနစ်အဆင့်ရှိမြင်းကလေးတစ်ခုနှုတ်ခတ်ပြီးနောက်ဂျပန်ဆိုရကရေစိမ်းခန့်မိုးကာရီရွက်ပြင်တဲရီပို့ဆောင်ခဲ့ပါတယ်ဂျပန်ပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA နဲ့ကုလသမဂ္ဂကတဆင့်ကျန်းမာရေးဆိုင်ရာထုတ်ကုန်တွေရေတန်းဆက်တွေနဲ့အခြားပြည်စိပစ္စည်းတွေမြန်ဆန်စွာပေးပို့ဖို့ဂျပန်အစိုးရကပြင်ဆင်နေပါတယ်။ ရင်ကလင်းကြောင့်တေဆုံးခဲ့ရသူတွေအတွက်စိတ်မကောင်းဖြစ်ရတယ်လို့လည်းအိုင်ဝါယာတာကေရှိကပြောကြခဲ့ပါတယ်။မြန်မာနိုင်ငံမှာလူနှစ်ထောင်ကျော်တေဆုံးစေခဲ့တဲ့ပြင်းအားခုနှစ်တသမခုနှစ်ဆင့်ရှိရင်ကလင်းတစ်ခုလှုပ်ခတ်ပြီးနောက်ပြည်လဲထူထောင်ရေးမှာကူညီဖို့အမေရိကန်နိုင်ငံကအကူအညီဒေါ်လာ2သန်းထောက်ပံ့ကကယ်ဆယ်ရေးအဖွဲ့တွေဈေးနှုန်းမဲ့လို့သိရပါတယ်။ အမေရိကန်နိုင်ငံဟာမြင်းကလင်းဘေးသင့်အတိုင်းဝိုင်းတွေကိုပံ့ပိုးကူညီဖို့မြမအခြေစိုက်လူသားချင်းစာနာမှုအဖွဲ့အစည်းတွေကတဆင့်ဒေါ်လာ2တန်းထောက်ပံ့မှာမယ်လို့နိုင်ငံရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတမ်မီဘရုစ်ကပြောပါရယ်အမေရိကန်နိုင်ငံကမြမပြည်သူတွေနဲ့အတူရပ်တည်ကြအောင်အလွန်ခက်ခဲနေချိန်မှာမြင်းကလင်းကြောင့်အသက်ဆုံးရှုံးရသူတွေအတွက်စိတ်မကောင်းဖြစ်ရတယ်လို့၎င်းကဆက်ပြောပါရယ်တမရန်ဒေါ်နယ်ထရန့်နဲ့အီလွန်မတ်စ်ရဲ့အစိုးရစွမ်းဆောင်ရည်မြင့်တင်ရေးဌာနတို့က USAID ကိုဖျက်သိမ်းကထောင်နဲ့ချီတဲ့ဝန်ထမ်းတွေကိုထုတ်ပယ်ပြီးရန်မုံငွေ80ရာခိုင်နှုန်းမှုဖျက်တောက်ပြီးနောက်မြန်မာနိုင်ငံကို မြေငလင်းအထူးညီပေးရတာပါမြေငလင်းနှုတ်ခတ်ပြီးနောက်မြန်မာနိုင်ငံလယ်ပိုင်းနဲ့အနောက်မြောက်ပိုင်းမှာအဆောက်အုံတပေါင်းညော်ပြိုကျသို့မဟုတ်စိုးဝါစွာထိခိုက်ပျက်စီးခဲ့တယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကပြောပါတယ်ရုရှားတရုတ်အိန္ဒိယ RSO ဘွားများပြောင်စုနဲ့ အာရှတိုင်းပြည်အများစုဟာမြင်းကလင်းဖေးတဲ့မြန်မာနိုင်ငံဟုကယ်ဆယ်ရေးအဖွဲ့တွေဆင်းတို့ကရှာဖွေရင်းနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေပါတယ်အင်ဒိုနီးရှားအစိုးရကပြည်အား9.9%ဆင့်ရှိမြင်းကလေးနှုတ်ခတ်ခဲ့ရာမြန်မာနိုင်ငံကိုပူနီယေးနဲ့ရှာဖွေရေးအဖွဲ့တွေဆင်းလွှတ်လိုက်ပါတယ်။မြန်မာစစ်ကောင်စီရဲ့မြင့်တာရက်ခန့်ချက်အရနိုင်ငံသားဝန်ကြီးဌာနကတဆင့်ကျွန်တော်တို့ကယ်ဆယ်ရေးပစ္စည်းတွေပေးပို့တာပါလို့ အမျိုးသားဘေးအန္တရာယ်လျှော့ချရေးအေဂျင်စီအကြီးအကဲစူဝိုင်ယန်တိုကပြောပါရယ်အခုအကူအညီဟာဘေးအန္တရာယ်ရင်ဆိုင်နေရတဲ့အတိုင်းပြည်တစ်ခုအတွက်အင်ဒိုနီးရှားနိုင်ငံရဲ့ပံ့ပိုးကူညီမှုဖြစ်တယ်လို့၎င်းကရှင်းပြပါရယ်မြန်မာနိုင်ငံမှာမြင်းကလေးလုတ်ခတ်ပြီးတရက်အကြာမှာပြုတ်လုတဲ့ဝင်းကြီးအဆင့်အစည်းအဝေးမှာအခုညီဘေးအဖို့ဆုံးဖြတ်ခဲ့တာလို့လူသားဖွံ့ဖြိုးရေးနဲ့ရင်ကျေးမှုဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးဝန်ကြီးပရာတက်နီကပြောပါရယ် ကယ်ဆယ်ရေးဖွဲ့မှနိုင်ငံသားဝန်ကြီးဌာနကကိုယ်စားလှယ်တွေအပြင်အင်ဒိုနီးရှားစစ်တပ်ကတပ်ဖွဲ့ဝင်တွေအပါအဝင်စုစုပေါင်း83ဦးပါဝင်တယ်လို့သိရပါတယ်။မြန်မာပြည်ထရေအတွက်အခုနီးဟာနိုင်ငံတကာအဆင့်မှာအင်ဒိုနီးရှားနိုင်ငံကထောက်ပံ့ခဲ့တဲ့ပမာဏအများဆုံးလူသားချင်းစာနာမှုအကူအညီဖြစ်တယ်လို့ဇူဝါယန်တိုကဆိုပါတယ်။ ဝင်းကြီးချုပ်ရှာဘက်ရှရီဖ်ရဲ့ညွန်ကြားချက်အရပါကစ္စတန်အစိုးရကအင်္ဂါနေ့မှာမြင်းကလင်တန်တစ်မြန်မာနိုင်ငံကိုကယ်ဆယ်ပစ္စည်း35တန်ပေးပို့ခဲ့ပါတယ်။လွတ်တော်ရေးရဝင်းကြီးတာရက်ဖာဆယ်ချောင်းဒူရီဟာအစ္စလာမဘက်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာကယ်ဆယ်ပစ္စည်းတွေဖို့ဆောင်တာကိုကြီးရှုခဲ့ပါတယ်။ အခုအညီပစ္စည်းတွေထဲမှာရွက်ဖြင့်ဒဲရီ၊စောင့်တွေ၊တာပေါ်လင်စတွေ၊အတင်စားအစားစာတွေနဲ့စေဝါတွေပါဝင်ပြီးရန်ကုန်လေစိတ်မှာမြန်မာစစ်ကောင်စီအာဏာပိုင်တွေကတွဲပြောင်းပေးခဲ့ပါတယ်။ထိခိုက်ပျက်စီးမှုကြီးမားစေခဲ့တဲ့အင်အားဖြင့်မြေငလျင်လှုပ်ခတ်ပြီးနောက်နေထိုင်စရာရေတက်တဲ့စေဝါတွေပြက်လက်သွားခဲ့တယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုရေးရာညှိနှိုင်းဆောင်ရွက်ရေးယုံ UNOCHA ကပြောပါရယ်။ တောက်တုံးရဲ့ပြက်လက်မှုနဲ့ပတ်သက်လို့ကုလသမဂ္ဂဖွဲ့စည်းတွေကသတိပေးချက် ထုတ်ပြန်ခဲ့ပြီးဝမ်းပြက်ဝမ်းလျှော်ယောဂဖြစ်လာမှကိုစိုးရိမ်နေကြပါတယ်။ဆေးရုံတွေမှာလူနာတွေပြင့်နှံ့နေပြီးဆေးဝါးတွေပြက်လက်နေကတောက်တုံးရင်နဲ့လောင်စာစီ ပြက်လက်နေတယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကပြောပါတယ်။မြမမြင်ကလေးဘေးဟာထိတ်တန့်အဆင့်လူသားချင်းစာနာမှုအကျက်တဲတစ်ခုအဖြစ်ကမ္ဘာဒုက္ခသည်အေဂျင်စီ UNHCR ကသတ်မှတ်ခဲ့ပြီး ပလတ်စတစ်အမိုးကအိယာနဲ့ချင်းအောင်တွင်လိုအပ်နေတယ်လို့ပြောပါရယ်